ဗကင်းနေလို့ပြောလိုက်တာနဲ့လက်ရုံးကြီးပြေဆုံးပြီးဘယ်တော့မှလက်မြောက်ရှုံးမပေးတဲ့လူမျိုးစုတစုကိုပြင်းပြမိကြမှာပါဒီဇယ်လန်လေးမှာဆိုရင်ငကားနဲ့ဗကင်းတွေကြားကအထင်လွဲမှားနေတဲ့အာဃာတတွေကိုတင်ပုံးချပြီးငင်းချမ်းကြီးပေါ်ဆောင်နိုင်ကြမလားဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာအနာမူမီရီကတ်ချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဝေးလံခေါင်ပြတဲ့ရက်ဒေသကဗကင်းရွာလေးမှာငကားတွေလာရောက်တိုက်ခိုက်လို့အားလုံးကတက်ညီလက်ညီနဲ့ငကားနဲ့စစ်ခင်းနေကြပါတယ် ဖခင်ရွာလေးရဲ့ရွာလူကြီးဖြစ်သူစတိုအိတ်ကတော့ငကားရဲ့ကောင်းကိုဆွဲဖြုတ်နိုင်တော့တဲ့အထိကြမ်းခိုင်တဲ့လက်ရုံးကြီးကြောင့်ကြော်ကြပါတယ်။ဟစ်ကက်ကတော့ရွာလူကြီးရဲ့သားဖြစ်ပေမဲ့သူ့ဖေစတိုအိတ်နဲ့ရွာသားတွေကပျော်တိပျော်ဖတ်ကောင်းလို့မြင်တာကြောင့်စစ်ပွဲတွေကိုပေးမဝင်ပဲတအားဘယ်တွေ့ခိုင်းထားပါတယ်။ဒါကြောင့်လက်နက်တူလောင်ယုံတွေကအေထရီတို့အဖွဲ့မိလိုက်ငိမ့်ပြီးအစွမ်းပြနေတာကိုငေးကြည့်နေရပါတယ်။ဟစ်ကက်တရားလက်နက်တူလောင်ယုံတွေကနေစစ်ပွဲကိုကြည့်နေရင်ငကားတကောင်လောက်ကိုတတ်နိုင်ရင်စော်တဝေတော့ရမှာပဲလို့စိတ်ကူးရင်ပြီးသူ့ရဲ့အစွမ်းတွေကိုထုတ်ပြဖို့ကြံစီနေပါတယ်။ ငကားရီထဲမှာအကျန်းဆုံးကတော့ကိုဖျောက်ကျွမ်းကျင်တဲ့ပြင်မလဲ night fury ပါ။စောင်းခုန်ရိခါတွေဖြစ်တဲ့သူတွေကိုငကားရံကလွတ်ဖို့အရေးလူကြီးတွေလှုပ်ရှုပ်နေကြပါတယ်။အဲ့ချိန်မှာ hackett ကအသိမဲ့ပြုခံရဖို့သူတည်ထွင်ထားတဲ့အမြောင်နဲ့ night fury ကိုဖမ်းဖို့ထွက်လာခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲ night fury ကိုပိုက်ကွန်နဲ့မိလိုက်ပြီးမဲ့နောက်ထပ်ငကားတစ်ကောင်ရဲ့လက်ထဲကနေတင်ပါနဲ့ဖနှောက်တသားလေးကြောက်အောင်ပြေးရပါတော့တယ်။ သူ့ဖေဝင်ခဲ့လိုက်လို့ငကားရဲ့ရံကလွတ်ပြီမဲ့ရိခဆောင်ကြီးပြူသွားပြီးသိုးတွေတော်တော်များများကိုငကားတွေချီသွားတာခံလိုက်ရပါတယ်။စတိုအစ်ကလည်းဒေါသထွက်သွားပြီးဟစ်ကတ်တယောက်ကိုနိုင်ဖြူရီသွားဖမ်းနေဆိုတာကိုလည်းမယုံကြည်ခဲ့ပါဘူး။တရားလုံးကလည်းအတုံးကြားတဲ့ကောင်လေးလိုဝိုင်းကြည့်နေကြပြီးဟစ်ကတ်ကတော့အရှုံးမပေးပဲသူ့ဖေအမိန်ကိုထတ်လို့ဆန်ပြီးအပြင်ကိုထွက်သွားပါတော့တယ်။ငကားရဲ့တိုက်ခိုက်မှုကပိုဆိုးလာတာကြောင့်ဘိုင်ကင်းကောင်းဆောင်တွေကြအငင်းခုံအနေငယ်ဖြစ်နေပြီးမဲ့လက်ဆရာမကစောင်းရည်မရောက်ခင်သူတို့ရှာနေတဲ့ငကားတိုက်ကိုရှာတွေ့မယ်လို့ပေါ်လိုက်ပါတယ် ဒါကြောင့် motivation တွေပြည့်သွားပြီးလေတွေထုတ်ခီးတွေဆက်ဖို့အတွက် Viking ရဲ့ထုံးစံတိုင်းအရှုံးမပေးပဲကျူးစားကြပါတော့တယ်။ Night Fury ကိုပြစ်ချလိုက်နိုင်တာဘယ်သူမှမယုံကြပေမဲ့ Hickok ကတော့သူပြစ်ချလိုက်တဲ့ Night Fury ကိုရှာတွေ့သွားခဲ့ပါပြီ။သူ့ရဲ့ဓမြောင်လေးနဲ့တက်ဖို့ကြိုးစားနေပေမဲ့သူ့ရဲ့နှလုံးသားကတော့ခွင့်မပြုခဲ့ပါဘူး။ဒါကြောင့် Joe တွေကသာဖျက်ပေးလိုက်ပါတော့တယ်။ Night Fury လည်း Hickok ကိုမှန်းဖိပြီးရိုင်းတိုင်းတိုင်းနဲ့ပြန်ထွက်သွားပါတော့တယ်။ Hickok နဲ့သူ့အဖေကတော့အမြဲပြောင်းပြန်မဲတွေးနေကြတာဖြစ်ပါလိမ့်မယ်။ ဟစ်ကက်ကိုငကားတက်ဖို့သူ့ဖေရခွင့်ပြုလိုက်ချိန်မှာတော့ဟစ်ကက်ကငကားတွေကိုသူမတက်နိုင်ဘူးဆိုတာသိသွားခဲ့ပါပြီ။ဆက်ကျော်တက်တွေအလုံးငကားတင်နဲ့ဆက်တက်ကြတဲ့ပထမရက်ကိုရောက်ရှိလိုလာခဲ့ပါတယ်။စူရတဲ့သူကပထမဆုံးငကားကိုတရွာလုံးရှိမှတက်ခွင့်ရပြီးဂုံပြုစုလစိတ်ကိုရရှိမှဖြစ်ပါတယ်။ဟစ်ကက်ကတော့လူကြီးသားသမီးဖြစ်ပေမဲ့ပြောဒီပြောဖတ်လေးမှုအစာပိုင်းမှာဝိုင်းပြီးတော့ဘူလီတာကိုခံခဲ့ရပါသေးတယ်။ တင်နှမ်းမှမတည်ပဲလွတ်ခဲ့ပြီး night fury ရှိရာတောထဲကိုထွက်လာချိန်မှာတော့အမိမှတန်ရာရသွားလို့မပြန်နိုင်ပဲဒေါသထွက်နေတဲ့ night fury ကိုတွေ့လိုက်ရပါတယ်။ညဘက်စာတင်ချိန်မှာတော့ငကားရိအကြောင်းရေးထားတဲ့စာအုပ်အကြောင်းကိုပြောပြပြီးဆရာကထထွက်သွားတာမျိုးသူတို့တစ်ဖွဲ့လုံးတယောက်တစ်ပေါက်ပြောပြီးကြံနေခဲ့ပါတော့တယ်။ဟစ်ကက်ကငကားရိကအန္တရာယ်များတယ်ဆိုပြီးစိုးသွမ်းတဲ့တိရစ္ဆာန်တွေမျိုးသူတို့ကိုလိုက်တိုက်ခိုက်နေတာမဟုတ်ပဲလူတွေကသူတို့မြေပေါ်ကိုကျူးကျော်ပြီးသူတို့အစားအစာတွေစားနေလို့တိုက်ခိုက်တာတော့မဖြစ်နိုင်ဘူးလားလို့အစ်ထရစ်ကိုပြောပါရတယ်။ ဒါပေမဲ့ Adric ကတော့သူကလူကြီးသားအခွင့်ထူးခံလေးမျိုးရှောက်တွေးနေနိုင်တာလို့ပြန်ပြောသွားပါတယ်။တနေ့မှသူလည်းခေါင်းဆောင်ဖြစ်လာရမယ်လို့ထပ်ပြီးကြိမ်းဝါသွားပါသေးတယ်။ Hackett တယောက်ရဲ့ဂျန်နေချိန်မှာတော့ငကားဆောက်ကိုဖတ်ကြည့်ရင် Night Fury ကြောင့်အယောင်မှာပုံရော့စာရော့အချက်လက်တွေမရှိတာကိုတွေ့လိုက်ရပါတယ်။တစ်ဖက်မှာတော့ငကားတိုက်ရှာနေတဲ့ Viking ဖွဲ့ရလည်းအတိုက်နဲ့နီးကပ်လာချိန်မှာငကားတွေရဲ့အကြီးရဲ့တိုက်ခိုက်ခြင်းကိုခံရပါတော့တယ်။ဧကကတော့ night fury အကြောင်းပဲတစ်ချိန်လုံးတွေးနေပြီးဆရာဖြစ်သူကိုငကားနဲ့တိုက်ခိုက်တာလေ့ကျင့်ရင် night fury အကြောင်းအစမပြတ်မေးနေခဲ့ပါဗျ ဒီနေ့လေ့ကျင့်ချိန်မှာတော့ Atric ကသူမရဲ့အစွမ်းကိုတိကျပြနိုင်ခဲ့ပါတယ်။ Night Fury ကမပြန်တန်းနိုင်လို့အစားစားဖို့လည်းခက်တွေ့နေပါတယ်။ Ikka ကတော့ Night Fury အတွက်ငါးသွားဖမ်းပြီးကြွေးလိုက်တာကြောင့်ယေစုတင်တဲ့နေနဲ့ငါးကောင်းကိုပြန်အံပြီးကြွေးလိုက်ပါတော့တယ်။အဲ့ခါမှာတော့ Night Fury ကအစားစားတဲ့ချိန်နဲ့ရန်လိုတဲ့ချိန်မှသာသွားတွေထွက်လာတာဖြစ်ပြီးတာမန်ချိန်မှာတော့သွားမရှိတဲ့တုတ်လက်လေးဖြစ်နေတာပေါ့။အဖြစ်ဖြစ်နဲ့ Hikka နဲ့ Night Fury တို့ကြားမှာတန်ရုံးစင်ခိုင်းလာခဲ့ပါတော့တယ်။ ကဲတော့တူတလက်လေးကရှက်တက်ပြီးနူးညံ့တဲ့သားရဲလေးဆိုတာကိုဟိတ်ကက်တယောက်သိလာခဲ့ရပါတော့တယ်။ဆရာနဲ့တူတူညစာစာရင်ငကားတွေမှာတောင်ပန်နဲ့အမီးမရှိရင်မပြောင်းနိုင်ဘူးလို့အရေးကြီးဆုံးအစိတ်ပိုင်းတွေဆိုတာသိလိုက်ရပြီးတူတလက်အတွက်တန်အမီးတစ်ခုလောက်ကယူသွားခဲ့ပါတယ်။တူတလက်ကိုအစာနဲ့များပြီးအမီးတူကိုတက်ပေးလိုက်ပါတယ်။တူတလက်လေးကရမ်းလန့်သွားပြီးထပ်ပြန်ပြေးတဲ့အခါမှာတော့ဟိတ်ကက်လည်းအမီးပေါ်ကနေတွဲပြီးပါသွားခဲ့ပါတယ်။နေ့တင်ကန်းသားကတော့ခေါင်းနှလုံးနဲ့ရုပ်ဆိုးကောင်ကိုတိုက်ခိုက်ကြရမှာပါ။ ူးသူးလက်ကိုစာကြွေးရင်ငကားတွေငရှင်းမကြိုက်တာကိုတိသွားတာမျိုးအိမ်ကြီးအောက်မှာဖွဲ့ယူလာခဲ့ပါတယ်။ငရှင်းအနှံ့ကြောင့်ခေါင်းနှလုံးကောင်ကိုဟစ်ကက်ကဘာလက်နဲ့မှသုံးစရာမလိုပဲအနိုင်ရသွားခဲ့လို့အားလုံးကအံ့ဩသင့်သွားကြပါတော့တယ်။စာတင်ချိန်ပြီးတာနဲ့ဒူးသူးလက်စီကိုအမြန်ပြေးသွားပြီးလူတင်ပြီးပြန်နိုင်အောင်လေ့ကျင့်ကြပါတော့တယ်။လေ့ကျင့်နေရင်ငကားတွေကဒန်ဒလီယွန်ဝက်မုံတွေနဲ့အလက်ဂျစ်ရှိတာကိုသိသွားပြီးနောက်ရက်အတန်းမှာလည်းငကားကိုအနိုင်ရသွားပြန်ပါတယ်။တစ်ဖွဲ့လုံးကသူ့ရဲ့လိုအပ်ချက်တွေကိုလိုက်မင်းနေပေမဲ့ဟစ်ကက်ကတော့မဖြေဘဲရှောင်ပြေးနေခဲ့ပါတယ်။ သူလက်နဲ့ဆိုရင်ငကားလေးဟာလူညံ့တဲ့မွန်စတာကြီးတွေဆိုတာပိုပိုသိလာခဲ့ရပါတယ်။ကြောင်လေးတွေခွေးလေးတွေလို့ level ပို့ရင်တော့အိပ်ပျော်သွားတဲ့တိလိမ့်ဆန်လေးတွေဆိုတာသိလာခဲ့ပြီးနောက်ထပ်ငကားတွေကိုလည်းလက်နဲ့မတုံးပဲအနိုင်ယူနေခဲ့ပါတယ်။အကက်အတွက်ကတော့ငကားတွေဟာပူစီလေးတွေဖြစ်နေတာမို့အထရစ်တရားမကြည်မနက်ဖြစ်နေပါတော့တယ်။ငကားတိုက်ရှာတဲ့ဘိုင်ကင်အဖွဲ့လည်းပြန်ရောက်လာခဲ့ပြီးဟစ်ကက်ရဲ့အကြောင်းကတော့ဂုံတရင်မွေးလို့နေပါတော့တယ်။သူတလက်နဲ့ဟစ်ကက်တို့အခက်အခဲပေါင်းများစွာကြားကအမီတုနဲ့အပြန်လေးကျင်ရင်နောက်ဆုံးမှာတော့ကျွမ်းကျင်လာခဲ့ပါပြီ။ ခေါင်းဆောင်ရင်စတိုဖြစ်သူကတော့သူ့ရဲ့သားဖြစ်သူအတွက်အရန်ကိုဂုဏ်ယူပြုရှင်နေပြီးသူ့အမေရဲ့တန်ချက်ကလည်းပြုလုပ်ထားတဲ့စင်တူကောင်းစုကိုလက်ဆောင်ပေးခဲ့ပါတယ်။နောက်တစ်နေ့တရွာလုံးရဲ့ရှေ့မှာငကားကိုနိုင်ခဲ့ပြီးအစ်ထရစ်ကိုချုပ်ကဟစ်ကက်ကအတော်ဆုံးငါးသက်သမားစုကိုစုခုသွားနိုင်ခဲ့ပါတယ်။စော်လေးကမကြည်နဲ့လို့ဟစ်ကက်နဲ့တူတလက်တို့ရဲ့လိုအပ်နေရာစီကိုလိုက်လာခဲ့ပါတယ်။တူတလက်ကိုတွေ့သွားပြီးအရန်လန့်သွားတာကြောင့်တရွာလုံးနဲ့တိုင်ဖို့ပြေးထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့အစော်လေးကိုကြောက်ကန်းမားမှချိန်ပြီးချင်းချောက်သဘောတူညီမှုရယူလိုက်ကြပြီးတုတ်လက်ရဲ့ကြောပြင်ပေါ်ကိုခေါ်တင်လာခဲ့ပါတယ်။တုတ်လက်လည်းမကြည်နဲ့လို့ပညာပြလိုက်ကသူ့ကိုမနှဲတောင်းမှန်မှပဲညီညီသာသာပေးစီလိုက်ပါတော့တယ်။တဖြည်းဖြည်းပြန်ရင်းငကားတိုက်ကိုရောက်လာခဲ့ပါတယ်။အဲ့ချိန်မှာငကားတိုက်ဟာပြောင်းအောင်လို့ဖွဲ့စည်းထားတာဖြစ်ပြီးအကြီးဆုံးဖြစ်တဲ့ငကားပြင်မာကြီးကအလုံးကိုထိန်းချုပ်ထားရဲဆိုတာသိသွားကြပါတယ်။နောက်နေ့မှာတော့အတော်ဆုံးငကားတပ်သမားကငကားတကောင်ကိုတပ်ပြရမှာမို့ဟိတ်ကက်လည်းစိတ်ရှုပ်နေခဲ့ပါတယ်။ ဒီအကြောင်းကိုလည်းသူ့အဖေကိုပြန်မပြောဘူး internet သဘောတူညီလိုက်ကြပြီးစော်လေးကဘာတစ်ချက်ရိုက်ပြီးမှမိမဆိုတဲ့အတိုင်းနားမလည်နိုင်အောင်ငကားစီတက်ရတာကိုသဘောကျလို့ပါလေးကိုလည်းထန်ထန်တော့ပါတယ်။ပြိုင်ပွဲမစခင်ဖခင်ရဲ့ဂုဏ်ယူစကားလေးကိုကြားပြီးဝမ်းနဲ့နေပေမဲ့ internet ရဲ့အားပေးစကားတန်ကြောင့်တက်ကွင်းထဲကိုဝင်လာခဲ့ပါတယ်။ဒီနေ့ကတော့မိနဂါးကြီးနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။လက်နက်ချပြီးငကားကိုရင်အောင်လုပ်နေရင်ငကားတွေကိုတတ်ဖို့မလိုဘူးလို့ပြောလိုက်တာကြောင့်ခေါင်းဆောင်ကြီးလည်းအပြင်းထန်ဒေါသထက်ကပွဲကိုရက်ခိုင်းလိုက်ပါတော့တယ်။ ပစိန်ပေါက်တန်ကျဲသွားပြီးငကားကြီးလဲလန့်ကဟစ်ကက်ကိုစတင်ပြီးတိုက်ခိုက်ပါတော့တယ်။မိနကားရဲ့အော်တန်ကိုတူတလက်ကကြားသွားပြီးဟစ်ကက်ကိုကူညီဖို့အပြေးရောက်လာခဲ့ပါတယ်။နိုင်ဖြူရီကိုတစ်ခါမှမမြင်မှုကြတဲ့ဘိုင်ကင်းနေလေအစာတိုင်းမှာအန်အောင်းမင်တက်နေကြပြီးနောက်ပိုင်းကျဝိုင်းဝန်းတိုက်ခိုက်ကြပါတော့တယ်။တူတလက်လည်းအဖမ်းခံလိုက်ရပြီးဟစ်ကက်နဲ့သူ့အဖေတို့အကြီးကျယ်စကားများနေကြရင်ငကားတိုက်အကြောင်းသိရှိသွားပါတယ်။တူတလက်ကိုလေဘော်တင်ကငကားတိုက်စီကိုဘိုင်ကင်းတအုပ်နဲ့ရွက်လင်းခဲ့ကြပါတယ်။ က်ကက်လည်းအရန်ကိုစဉ်းကျင်နေခဲ့ပြီးအစ်ထရစ်လည်းအားပေးဖို့ရောက်လာခဲ့ပါတယ်။ဆော်လေးပြလိုက်တဲ့အားတွေကြောင့်မရရတဲ့နီးနဲ့ထုတ်လက်ကိုခဲဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဘိုက်ကင်းတွေကလည်းငကားတိုက်နဲ့အဖြစ်ဖြစ်နီးကပ်လာခဲ့ပြီးနောက်ဆုံးမှတော့ငကားတိုက်ကိုဆိုက်ဆိုင်မြတ်မြတ်ရောက်ရှိလွတ်လာပါတော့တယ်။ဘိုက်ကင်းတွေကစတင်တိုက်ခိုက်ကြပြီးငကားမိုက်ဆာကြီးကိုမမြင်သေးခင် သူတို့အောင်မြင်နေပြီလို့ထင်နေကြပါတယ်။ဘိုက်ကင်းတွေရဲ့လက်လက်ကငကားကြီးအတွက်တော့အရာတော်မပြေပါဘူး။ငကားကြီးကိုရှုံနေတော့မဲ့အချိန်မှာဟက်ကတ်တို့အဖွဲ့တစ်ခုလုံးကိုစီငကားတွေစီကရောက်ရှိလာကြပါတယ်။ ငကားကြီးကိုဗျူဟာချက်ချက်စတင်တိုက်ခိုက်ကြပါတော့တယ်။သူ့လက်ကိုလည်းရေထဲကနေခက်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 ကဲတဲ့နေရာတော့ဟိကက်ဖေးရောက်လာပြီးဖြုတ်ပေးလိုက်မှလွတ်သွားပါတယ်။တိုက်ပွဲမှာဟိကက်တို့တစ်ဖွဲ့လုံးတယောက်ချင်းစီအစမ်းနေပြနိုင်ခဲ့ပြီးငကားမိတ်ဆာဘေးအမကြီးကိုတိုက်ခိုက်ကြပါတော့တယ်။အဖေတွေလည်းတယောက်ချင်းစီသားသမီးတွေအတွက်ဂုဏ်ယူမဆုံးဖြစ်နေကြပါတယ်။သူ့လက်နဲ့ဟိကက်တို့အတွဲညီညီတိုက်ခိုက်နေရင်အမိတူလေးပျက်စီးသွားပြီးပြန်မရဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ငကားကြီးရဲ့ဗဇက်ထဲကိုမိမုတ်ထည့်လိုက်ပြီးအောင်မြင်စွာအနိုင်ယူနိုင်လိုက်ပါတယ်။မထင်မှတ်ထားပဲဟစ်ကက်ကတုတ်လက်ရဲ့ကိုဘော်ကပြုတ်ချသွားခဲ့ကတုတ်လက်လည်းအမြန်လိုက်ဖမ်းပါတော့တယ်။ဒီမြင်ကွင်းကြောင့်ခေါင်းဆောင်စတိုးအင်းနဲ့တကွာဘိုက်ကင်းတွေအားလုံးလည်းဟစ်ကက်တည်သွားပြီလို့ထင်သွားကြပါတော့တယ်။ကဲတော့ကံကောင်းစွာနဲ့တုတ်လက်ကအောက်မကျခင်တောင်ပန်နေကြဖမ်းမိလိုက်တာကြောင့်အသက်ရှင်ခဲ့ပြီးခြေထောက်တစ်ဖက်ကိုတော့ဆုံးရှုံးသွားခဲ့ပါတယ်။ဟစ်ကက်3လင်းနေတော့ငကားတွေနဲ့လူသားတွေကြားငြင်းချမ်းစွာအတူရှင်တွဲနေထိုင်ကြပါတော့တယ်။ ជីနူးနေတဲ့ဟက်ကတ်ကိုလည်းဆော်လေးကအနမ်းလေးပေးလိုက်တာမျိုးပုံမူជីနူးသွားခဲ့ရပါတော့တယ်။ဟက်ကတ်အတွက်ခြေတုနဲ့တုတ်လက်အတွက်အမီတုကိုဆရာကတရားလေးလှုပ်ပေးတာကြောင့်နှစ်ယောက်သားအဆင်ပြေနေခဲ့ပြီးမုံတရားတွေကိုတင်မုံချီကငင်းချမ်းရေးကိုပေါ်ဆောင်နိုင်ခဲ့ပြီးပျော်ရွှင်စရာသတင်းလေးနဲ့ဆုံးသက်သွားပါတော့တယ်။